independent voice ရုရှားရဲ့ဒရုန်းနဲ့ဒုံးကျည်များဖြင့်တညတာတိုက်ခိုက်မှုအတွင်းယူကရိန်းအနောက်ပိုင်းဒါနိုပီမြို့ရှိလူနေတိုက်ခန်းများထိမှန်ခဲ့ရာအနည်းဆုံး26ဦးသေဆုံးပြီးလူအများအပြားပျောက်ဆုံးနေကြောင်းယူကရိန်းပြည်ထောင်စုဝန်ကြီးဌာနကဗုဒ္ဓဟူးနေ့ကထုတ်ပြန်ထားပါတယ်ယူကရိန်းပြည်ထောင်စုဝန်ကြီးအီယိုကလီမန်ကိုရဲ့ပြောကြားချက်အရညအတွင်းချင်းတိုက်ခတ်မှုအပြီးမှာကလေး3ဦးအပါအဝင်လူ26ဦးသေဆုံးပြီးလူ100နီးပါးဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ရုရှားဟာယူကရိန်းနိုင်ငံသို့ drone 456စင်းနဲ့ဒုံးကျည်48စင်းတို့ကိုပစ်ခတ်ခဲ့ပြီးစွမ်းအင်နဲ့လေယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများကို ထိမှန်ခဲ့ပါတယ်။ဤခဲ့နေတဲ့အပူချိန်မှာဒေတာများပြား၌အရေးပေါ်လျက်စစ်တအားပြတ်တောက်မှုများဖြစ်အောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဂါနိုဘီမျိုးရှိလူနေစာဦးတစ်လုံးထိခိုက်မှုကြောင့်လူကျပျက်စီးသွားကြောင်းသိရှိရပါတယ်။မိသက်သမားများကမိငင်းတက်ရန်ကြိုးပမ်းနေချိန်မှာမိခိုးများဟာအပေါ်သို့ထွက်နေခဲ့ပြီးစိတ်ပြက်အားငယ်နေတဲ့ဒေတာကများဟာ ၎င်းတို့ရဲ့ချစ်ခင်သူများ၏တည်င်းကိုစောင့်ဆိုင်းရင်အပြင်းမှာဆက်လက်ဆူလျုံရရှိပါတယ်။ဝင်းကြီးကလီမန်ကိုကရှေ့မှာလှုပ်တွေအများကြီးရှိနေပါသေးတယ်။အရေးကြီးဆုံးကတော့ပြစီရီအောက်မှာရှိနေနိုင်တဲ့သူတွေကိုရှာဖွေဖို့ပါလို့ Telegram မှာရေးသားခဲ့ပါတယ်။တိုက်ခိုက်မှုအတွင်းကလေးသုံးဦးတည်ဆောင်ခဲ့ကြောင်းယူကရိန်းတာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။ယူကရိန်းသမ္မတဇင်လန်စကီကရုရှားနဲ့ညဉ့်ဉန်းရေးဆွေးနွေးပွဲတွေကိုပြန်လည်အသက်သွင်းရည်ရွယ်တဲ့ ဒူရီကီနိုင်ငံခီးစဉ်သွားရောက်ခဲ့ချိန်မှာရုရှားကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ဇင်လန်စကီကဟာမိတ်နိုင်ငံများအားယူကရိန်းအပေါ်လေးနှစ်နီးပါးကြာဖြစ်ပွားနေတဲ့စစ်ပွဲကိုဆုံးသတ်ရန်ရုရှားအပေါ်ဖိအားပေးမှုတိုးမြင့်ရန်ကီးယက်အားလေးချောင်းကာကွယ်ရေးဒုံးကျည်များပုံမှန်ပေးရရန်တိုက်တွန်းခဲ့ပါတယ်။ယူကရိန်းနိုင်ငံသား၏ဝန်ကြီးအန်ဒရီဆိုင်ဘီယာကယူကရိန်းဟာရုရှားရဲ့ကြောက်ဖက်ပွဲရလူတက်မှုကိုဥလာသမကလုံခြုံရေးကောင်စီရဲ့အနက်ဖက်ငါးစီဝဲမှာလေးနှစ်ထားဖော်ထုတ်မယ်လို့ပြောကြားခဲ့ပါတယ်။ ရုရှားကအရက်သားများကိုပြစ်မှတ်ထားခြင်းမရှိဟုညွှန်ဆိုထားပြီးယူကရိန်းကရုရှားနယ်မြေများအပေါ်အကြမ်းဖက်တိုက်ခိုက်မှုများကိုတုံ့ပြန်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။